ကဲအားလုံးပဲမင်္ဂလာပါဗျာနော်။ live မှာအခုကြည့်နေကြတဲ့ workshop ဇာညီကိုအားလုံးမင်္ဂလာပါနော်။ဒါအခုတော်တော်များများ workshop ဇာတွေတော်တော်များများတွေ့ကြုံရတဲ့ပြဿနာပေါ့နော်။တွေ့ကြုံရတဲ့ပြဿနာဘာတုံးဆိုတော့ကျွန်တော်တို့ဒီမှာရှေးပိုင်းလုံးရင်ရှေးပိုင်းလုံးတဲ့ခါကြရင်ကျွန်တော်တို့ဒီမှာဟို visiting ခတ်တန်ထွက်တာလို့လို့တိုက်ပစ်တန်လို့လို့အဲတိုက်ပစ်ချင်းကြီးပြန်တော့လေကျွန်တော်တိုက်ပစ်ဖြီးကြီးပြန်တော့လေ ဟိုမပြောက်ဘူးเนาะတိုင်းပြည်တန်မပြောက်ဘူးဖြစ်နေတယ်ကျွန်တော်တို့ပစ္စတင်ခတ်တန်ထွက်တယ်ပြောအောင်လဲကျွန်တော်တို့အဲဘလောက်ဆက်ပါတာလို့လို့ပစ္စတင်ခတ်တာလို့လို့အဲကျွန်တော်တို့ဒီမဲ့တိုင်းပြည်ထွက်တိုင်းပြည်တန်ထွက်တာလို့လို့အဲ့လိုဖြစ်နေเนาะကျွန်တော်အခုလက်ရှိဒီဘိန်းလေးဆိုရင်ကျွန်တော်တို့တိုင်းပြည်ချိန်နေဘလို့မှအဆင်မပြေဘူးပစ္စတင်ခတ်တဲ့ထင်လို့မို့ကျွန်တော်တို့ပစ္စတင်ကိုအမျိုးမျိုးပြောင်းစမ်းကြည့်တယ်เนาะ မျိုးပြောင်းစံကြည့်တယ်ဒါလည်းအဆင်မပြေဘူးပြန်နော်ဆက်လက်လည်းပြောင်းကြည့်တယ်အဆင်မပြေဘူးထွက်တာပဲနော်ဒီပါဆိုရင်တက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 ်နဲ့တိုက်ပြတန်လူလူခက်တန်လူလူနဲ့ဟိုကြောင်းလေးကြောင်းမလေးတွေဖြစ်တတ်တယ်နော်အဲ့ကောင်လေးကျွန်တော်အခုတစ်ချက်ပြမယ်နော်သူကဘယ်ဟာဖြစ်တာလဲဆိုရင်ပြမယ်ကျွန်တော်တော်တော်များများဒီလူဟတ်လုံးလုံးပြီဆိုရင်ဟတ်လုံးလုံးပြီဆိုရင်တော်တော်များများဒီမှာဝက်ရှော့ဆရာတော်တော်များများလုံးသွားကြတယ်နော်ကျွန်တော်ဒီမှာကင်မရှက်တတ်တယ်နော်ဒီမှာကင်မရှက်လေးတစ်ချက်တတ်တယ်နော်ဒီမှာကင်မရှက်တတ်ပြီးကျွန်တော်ဘာတတ်တိုက်ပြတတ်တယ်နော် ်တာပဲလက်လေးတက်တယ်ကျွန်တော်ပြင်းချက်တက်ရင်တာပဲလက်လေးတက်တယ်အဲပြီးတော့ဒီမှာတာပဲလက်လေးတက်တယ်နော်တော်တော်များများတော့ဒီလိုပဲလုံးသွားကြတာများတယ်နော်ဟုတ်ဒီမှာလုံးတယ်နော်မဲဒီတိုင်းလေးပါနော်ကျွန်တော်အဲတစ်ချက်ဒါအထက်ထက်ကတော့မထက်တော့ပြမယ်ကျွန်တော်လို့လုံးသွားတာရှိတယ်နော်တော်တော်များများဒါပြီးပြီအဲဒါဆိုရင်ကျွန်တော်ကောက်ဆိုးကြတယ်နှိုးကြတယ်အဲပြီးတော့ထွက်လာတဲ့အတန်ဟိုဘယ်လိုပြောမလဲ တိုက်ပစ်တန်လို့လို့ပစ္စတင်ခတ်တန်လို့လို့ကျွန်တော်တိုက်ပစ်တန်ထင်လို့တော်တော်များများတိုက်ပစ်တွေဖိကြတယ်အဲဘားတွေဖိတယ်အဲ့လိုဖိရင်လည်းကျွန်တော်ကင်းမရှက်ဘူးတွေစားကုန်တယ်ကျွန်တော်ဆိုင်တော်တော်များများရောက်လာရင်တော့အဲ့လိုပဲနေတယ်နော်ဖြုတ်ကြည့်လိုက်တဲ့အခါမှာသူတိုက်ပစ်တွေကျွန်တော်တို့ဒီမှာဘားတွေထောက်နေတယ်ဘားတွေထောက်တဲ့အခါမှာကျွန်တော်တို့ဒီမှာကင်းမရှက်တွေသွားပြီးဟိုစားရတယ်နော်ဒီတိုက်တိုက်ပစ်လက်တွေကင်းမရှက်တွေသွားပြီးကျွန်တော်တို့စားရတယ်နော်အဲ့အဲ့ပြဿနာလေးရှိတယ်နော်အဲ့ဒါလေးတွေကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်ဒီမှာ ကျွန်တော်ဒီမဲ့ဒီကောင်ကိုကျွန်တော်ဒီမဲ့တစ်ချက်ပြမယ်နော်ဒီမဲ့တိုက်ပစ်လေးကိုကျွန်တော်ဖိပြမယ်နော်တိုက်ပစ်ဖိပြမယ်ဒီကောင်လေးကိုလည်းကျွန်တော်ဒီမဲ့တိုက်ပစ်လေးဖိပြမယ်နော်တိုက်ပစ်လေးဖိပြမယ်ဒီမဲ့တိုက်ပစ်ဖိထားပြီမဲ့ကျွန်တော်ဒီမဲ့ဒီလိုတိုက်ပစ်တန်တော့ဒီမဲ့ပျောက်သွားတယ်နော်ဒါပေမဲ့ဆက်ယုံအားနဲ့ကြာဒီမဲ့ဒီအတန်ထွက်လာလိမ့်မယ်နော်ကြာလာနော်ဝါရှော့ပြန်ကြီးကိုဒီမဲ့တွေ့လာတော်တော်များများကျွန်တော်တို့ဝါရှော့ပြန်တော်တော်များများသတိမထားပဲလုံးမိကြတဲ့ ဟိုပုံစံလေးကိုကျွန်တော်ပြောပြရအောင်နော်ဒါကျွန်တော်ဒီဘိန်းလေးဆိုရင်ကျွန်တော်ခြေဘိုင်းကိုကျွန်တော်နှစ်ခါပြန်ဖွင့်ကြည့်တယ်နော်ပထမတစ်ခါဖွင့်လိုက်တယ်အဲ့လိုစိတ်တိုင်းမကြလို့ပေါ့တိုက်ပစ်တီဖိချိန်နဲ့ကျွန်တော်မပြောက်ဘူးနော်တိုက်ပစ်တန်နဲ့ကျွန်တော်တိုက်ပစ်တန်နဲ့မပြောက်ဘူးပြီးတော့ဆလက်တလုံးချင်းကြည့်တယ်ဆလက်ပါတာလားလို့ဒါလည်းကျွန်တော်တို့မပြောက်ဘူးနော်ပစ်စတင်ခတ်တန်လို့လို့ကျွန်တော်တို့ဒါတိုက်ပစ်ရိုက်တန်လို့လို့ထွက်တယ်အဲ့ဒါအဲ့ကြောင့်မို့ကျွန်တော်ဒီဟာပိုင်းကိုကျွန်တော်တိချာပြန်စစ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဘာ ပြဿနာတွေ့တုံးဆိုတော့ကျွန်တော်ဒီမှာဘာလက်မပါတဲ့ဘိန်းတွေမှာတချို့ဘာလက်ပါတဲ့ဘိန်းတွေမှာじゃကျွန်တော်တို့အဆင်ပြေတယ်။သူကကြတော့ဝါရှာလေးပါတယ်မလို့ဒီကောင်လေးじゃကျွန်တော်တို့ဒီမှာဒီကြဝါရှာလေးထည့်ပေးရမယ်နော်။ဒီလိုဒီလိုလှုပ်နေတယ်နော်။ဒီမှာမြင်လားမသိနော်။ထိရှားကြည့်ပါနော်။ဒီမှာတော်တော်လေးဟာတယ်။ဒီမှာဒီအတန်လေးကကျွန်တော်လက်လှုပ်တဲ့အတန်ပဲရှိသေးရနော်။ဒီမှာလက်လှုပ်တဲ့အတန်ပဲရှိတယ်နော်။ဒီလောက်ထွက်နေနော်။ဒီမှာဝါရှော့ကန်ကြီးကိုနားထောင်နော်။ လေးပါဆွဲလာရင်ဆွဲသလောက် तू ကပစ္စတင်ခတ်တန်လို့လို့တိုက်ပစ်တန်လို့ထွက်တယ်ဝေခွဲလို့ဟိုတော်တော်လေးဝေခွဲอยู่ရတယ်ဝေခွဲလို့မရဘူးအဲ့လိုပြောရနော်အဲအဲ့ဆိုတော့ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုငိမ့်သွားအောင်ဒီကောင်လေးကိုငိမ့်သွားကျွန်တော်ဘယ်လိုလုပ်မလို့ဆိုဒီမှာကျွန်တော်ကတော့ဒီမှာအင်ဂျင်ဝိုင်ကျွန်တော်တို့ဆိုင်လားထဲတဲ့အင်ဂျင်ဝိုင်ဘူးဝင်လေးပဲကျွန်တော်ဒီမှာညှက်ထည့်လိုက်တယ်နော်ဝါရှာဝါရှာရိုက်မယ်နော်အဲ့ကောင်လေးဝါရှာခွင်းရိုက်မယ်ကျွန်တော်ဒီမှာဒီကောင်လေးကိုဒီမှာကျွန်တော်တို့ဒီပြရမယ်နော်ကျွန်တော်ဒီမှာဒီကောင်လေးနဲ့ နော်ဒီကောင်လေးနဲ့အကိုက်လုံမယ်ဒါအလွယ်တကူပါနော်ကျွန်တော်တို့ဒီမဲ့ဟိုဝါရှာရှိတဲ့လူတော့ကောင်းတာပေါ့အလွယ်တကူဝါရှာလေးကျွန်တော်တို့လုတ်ထည့်ရုံမယ်နော်ဝါရှာလေးယူထည့်ရုံမယ်ကျွန်တော်တို့ကြတော့ဝါရှာလောလောဆယ်မှာလုံးနဲ့တန်လန်းနဲ့မလိုတဲ့အတွက်ကျွန်တော်တို့ဒီမဲ့ပူလိုချင်းလောက်လေးတွေမှာအဝိုင်လေးရရင်နော်ရကျွန်တော်တို့ဒီမှာဒါမျိုးလေးနော်ကျွန်တော်တို့ဒီမဲ့ဒါမျိုးလေးရမယ်နော်ဒီမဲ့ကျွန်တော်ဒီမဲ့ကြောက်လက်ပြားသေးလေးနဲ့ရိုက်ထည့်မယ်နော် ဒီမဲ့နော်ဒါမျိုးလေးရရင်နော်ကျွန်တော်ဒီမဲ့ဒီလိုလေးအပေါက်လေးဖောက်လိုက်နော်ဒီလိုလေးအပေါက်လေးဖောက်တဲ့ကာမှာကျွန်တော်ဒီမဲ့ဒီမဲ့ဒီလိုလေးဒီလိုလေးချောင်းနေရမယ်နော်ဒီမဲ့ဒီဘက်လည်းအတာလေးပဲနော်ချောင်းနေရမယ်နော်ဒီမဲ့အဲ့ဆိုရင်ကျွန်တော်ဒီမဲ့ဒါလေးကိုကျွန်တော်လိုချင်တဲ့ပုံစံလေးတိုင်းကက်ကြီးလေးနဲ့အဲညက်ယူလိုက်မယ်နော်ဒီမဲ့နော်ရရင်နော်ဒီမဲ့ဒီလိုလေးဒီလိုလေးနော် ဆိုရင်တော့ဒီလိုပြလေးရရင်နော်အဲဒီလိုပြလေးရပြီကျွန်တော်ဒီမှာအဲ့လိုပြလေးရပြီကျွန်တော်ဒီမှာဒီကောင်လေးကိုကျွန်တော်ဒီကြားမှာထည့်မယ်နော်ဒီကြားမှာထည့်လိုက်မယ်နော်ကျွန်တော်ထည့်လိုက်မယ်ဒီမှာနော်ကျွန်တော်ဒီမှာထည့်ပြီးပြီကျွန်တော်ဝါရှာကားလေးမြင်လားမြင်နော်ဒီမှာထည့်ပြီနော်ဝါရှာကားလေးထည့်ပြီနော်ကျွန်တော်ဝါရှာကားလေးထည့်ပြီးပြီအဲ့ဝါရှာကားလေးထည့်ပြီးဆိုတော့ကျွန်တော်ဒီမှာတစ်ချက်လှုပ်ကြည့်မယ်ခွန်းလားဒီမှာနော်ဒီမှာနော် မှာအတင်းလောက်မယ်ဒီမှာကြိုက်တလောက်လုံးနော်ဒီမှာကျွန်တော်ဒီမှာဘားထောင်းနေတဲ့ထင်မှာသလိုကျွန်တော်ဘားလေးတစ်ချက်အကုန်လျှော့ပြမယ်နော်ဒီမှာတစ်ချက်ကြည့်ထားပါကျွန်တော်ဘားလေးလျှော့ပြမယ်ဒီမှာလျှော့မယ်နော်ဒီမှာလောက်ကြည့်ပါနော်ဒီမှာအပေါအောက်ရလာဆန့်ကြည့်ဒီမှာအပေါအောက်ရတယ်နော်ဒီမှာအပေါအောက်ရတယ်နော်ဘေးတိုက်ကိုလှုပ်ကြည့်ပါနော်ဒီမှာလုံးဝမလှုပ်ပါဘူးပြန်နော်ဒီမှာအပေါအောက်လေးလည်းအဆင်ပြေတယ်နော်ပြီးတော့ကျွန်တော်ဒီမှာဒီဘက်တစ်ချက်ပြမယ်နော်ဘားထောင်းနေတဲ့ထင်မှာသလိုကျွန်တော်ဒီမှာအကုန်လျှော့ပြမယ် နော်ကုံလျှော့ပြမယ်ဒီမှာဒီမှာဒီကောင်လေးကိုကြည့်နော်ဒီမှာနော်လောက်တယ်နော်ဒီမှာလောက်တယ်နော်ဒီမှာနော်အဲ့ဆိုရင်ကျွန်တော်ဒီလိုလှုပ်ကြည့်မယ်ဒီမှာကြိုက်တဲ့လောက်လို့နော်ကြိုက်တဲ့လောက်ဆိုရင်လုံးမလှုပ်ပါဘူးဗျာနော်ကျွန်တော်ဒီမှာဒီဘက်လှုပ်ကြည့်မယ်မကြိုက်တဲ့လောက်ဆိုရင်လုံးမလှုပ်ပါဘူးဗျာနော်အဲကျွန်တော်ပြောချင်တာဒီမှာဒါဆိုရင်ကျွန်တော်တို့ရှေးပိုင်းတက်လုံးကြည့်တိုင်းနော် ဟိုတိုက်ပစ်ချိန်ရင်ကျွန်တော်ချိန်တလောက်ပျောက်သွားမယ်ဘာချိန်ကြည့်လိုက်ပါချိန်တလောက်အတန်ပျောက်တယ်နော်ချိန်တလောက်အတန်ပျောက်တယ်ကျွန်တော်ဒီမှာလက်တွေ့ဆန်းကြည့်ပါနော်ကျွန်တော်တို့ဒါမျိုးလေးတွေကကျွန်တော်ဝက်ရှော့ဆရာအယောက်တရာမှာတယောက်ကတော့တွေ့တယ်နော်အများရန်တွေ့ရတယ်နော်ဒါမျိုးလေးတွေရှေးပိုင်းကလူလူကျွန်တော်တို့ခါဇက်ကအဲပစ်စတင်ခွန်းနာပြောလို့ပဲပစ်စတင် ခတ်တာလူလူခတ်တန်လူလူတိုက်ပစ်တန်လူလူအဲတိုက်ပစ်ချိန်လိုက်တော့လဲပျောက်လာမပျောက်ဘူးဘာကြီးတွေကဒါထောက်လို့ဒါနော် ဘာကြီးတွေထောက်သွားတော့သူ့ဆိုးကျိုးတွေကဘာဖြစ်လာနိုင်လဲကျွန်တော်ကင်းမရှက်တွေစားလာမယ်နော်တိုက်ပစ်တွေစားလာမယ်ပြီးတော့ခြေပိုင်းပြန်လှည့်ရမယ်နော်အဲ့လိုကင်းမရှက်တွေဟိုတိုက်တိုက်ပစ်တွေစားမယ်ကင်းမရှက်ဘူးတွေနှိမ့်လာမယ်ဆိုရင်ကျွန်တော်တို့ဒီမယ်ကွန်မရှင်တွေကြလာမယ်ကြလာတဲ့ခါကျရင်ကျွန်တော်ဘာဟာတွေပြဿနာတွေဖြစ်မယ်အဲပြီးတော့အဆွဲယုံတွေကြလာမယ်နော်အဲ့ဒီနာတွေဖြစ်တတ်တယ်အဲကျွန်တော်ပြောချင်တာဒါလေးပါနော်ဒါလေးကကျွန်တော်ဟိုဒီကောင်မှလည်းကျွန်တော်တွေ့ဘူးတယ်ပထမအလုံးနေမှလည်းတော်တော်များများကျွန်တော်တွေ့ဘူးတယ်နော်အဲ့ဒါလေးကိုကျွန်တော် ဒီလောင်ပြီးတော့မဆိုးဘူးဒါကတော့ကျွန်တော်တော်တော်ဆိုးတယ်ဗျာเนาะတိုင်းပြည်ကျွန်တော်တို့ဖိတယ်ဖိတဲ့လောက်မပြောက်ဘူးကြိုက်တဲ့လိုချိန်မပြောက်ဘူးเนาะပြီးတော့ပစတင်ခတ်တာမှတ်လို့ကျွန်တော်တို့ဒီမဲ့ဆလစ်တလုံးအစ်စ်ချိန်ကြည့်တယ်เนาะမပြောက်ဘူးเนาะဒါပေမဲ့ဒီလိုလေးထည့်ပြီးကျွန်တော်တို့ဆန်းကြည့်လိုက်တယ်လုံးဝ OK တယ်เนาะပျောက်တယ်เนาะဒါလေးကတော့ကျွန်တော်တို့ဒီမဲ့ကျွန်တော်တိတလောက်လေးကိုလိုင်းမုံမြှောက်ပြီးတာပါဗျာเนาะဟိုတိပီးသားတက်ပီးသားဆရာများတော့ကြော်သွားပါเนาะကြော်သွားပါကျွန်တော်တို့ဒီမဲ့အခု ခုမှဆက်လက်လေးလာနေတဲ့ workshop ဆရာတွေကိုကျွန်တော်ကဒါလေးကိုကျွန်တော်မျှဝေပေးတာဖြစ်တယ်အားလုံးပဲ workshop ဆရာဒီကိုအားလုံးအသိဉာဏ်ကြပါကြပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်နော်